ပရီးမီးယားလိပြိုင်ပွဲရင်ချိုးဖြတ်နိုင်ခြင်းမရှိသေးတဲ့စံချိန်များပရီးသမီးအားလုံးမိတ်လာဗျာ CC Ivy ခွန်ရှိကိုအေဂျင့်များကနေပြန်လဲကြိုးလိုက်ပါရင်အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA 1992ခုနှစ်မှာပထမရမ်းမှတ်ပြီးပလာပြိုင်ပွဲကိုအင်္ဂလန်ပရီးမီးယားလိဆိုပြီးတော့မိပြောင်းလဲခြင်းမှာခဲ့ပါရင်1992ခုနှစ်ကနေ2015ခုနှစ်အထိနှစ်ပေါင်း30ကျော်ကာလအတွင်းမှာပရီးမီးယားလိဖလာကိုစကူးနိုင်ခဲ့တဲ့အသင်းက၈သင်းပဲရှိခဲ့ပါရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ချိုးဖျက်ဖို့မလဲကိုတဲ့စံချိန်မှတန်းကောင်းများစွာလည်းရှိနေပါရင်ဒါကြောင့်ဒီနေ့မှာတော့ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ချိုးဖျက်နိုင်ခြင်းမရှိသေးတဲ့စံချိန်တွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။နံပါတ်1ဖလားမြအောင်ဆုံးရတဲ့အပြင်မန်ချက်စတာနိုင်တဲ့အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲတုန်းကလိုအပ်ဘူးဟာဆူပလာ16ချိန်လေးရရှိထားပြီးအမပေးဖလားမြအောင်ဆုံးရရှိထားတဲ့အပြင်မန်တန်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ Premier League ဆိုပြီးအမီပြောင်းလဲစင်ပါချိန်မှာတော့ Liverpool တင်ဟာ Premier League ဖလားကို2ချိန်သာစုခုထားနိုင်ခဲ့တာဖြစ်ပါတယ်။ Premier League သမိုင်းတည်းရှောင်းမဘေဖလားကိုအများဆုံးရရှိထားတဲ့အသင်က Manchester United အသင်ဖြစ်ပြီးတော့စုစုပေါင်း73ချိန်ထိစုခုရရှိထားပါတယ်။ဒုတိယအများဆုံးရရှိထားတဲ့အသင်က Man City က7ချိန်ပဲရရှိထားတာကြောင့်နောက်ထပ်5ချိန်လိုအပ်နေသေးတာဖြစ်ပါတယ်။ဒါပေမဲ့ဖလားဆက်တိုက်ရရှိထားတဲ့အသင် Manchester City Premier League ကတခြားလိတွေထက်ပရိသတ်တွေကိုဆွဲဆောင်နေတာကပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ဖြစ်ပါတယ်။ Champions League တွေမှာနေ့စဉ်နေ့တိုင်း Champion အပြောင်းအလဲသိမ်းရှိပေမဲ့ Premier League မှာတော့ Champion ဘယ်သူလဲဆိုတာကမှန်ရခက်စေပါတယ်။ ဒါကြောင့်ပရီးမီးယားလီဂ်သမိုင်းမှာ၄ရာသီဇက်ထက်ပိုပြီးအောင်ဖလားကိုရအောင်ထားနိုင်တဲ့အသင်းဆိုတာကမရှိသေးပါဘူး။ပရီးမီးယားလီဂ်သမိုင်းနဲ့ရှောင်းချန်ပီယံစုကို၄ရာသီဇက်ရအောင်နိုင်ခဲ့တဲ့အသင်းကမန်စီးတီးတစ်သင်းနဲ့လာရှိပါတယ်။မန်စီးတီးဟာ၂၀၂၁၊၂၀၂၁၂၂၂၂၂၂၂၂၂၂၂၂၂၂၄ရာသီဇက်တိုင်းပရီးမီးယားလီဂ်ချန်ပီယံစုကိုစုကိုနိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်၃အမတ်ကွာဟာမှုအများဆုံးနဲ့ပိုဆွဲနိုင်ခဲ့တဲ့အသင်းမန်စီးတီး ပရီးမီးယားလိဂ်သမိုင်းတည်းရှာဒုတိယနေရာကအသင်းကို10ဘက်ကျော်အထိဖြတ်ပြီးဘောဆွဲခဲ့တဲ့ရာသီဆိုတာကလည်းချိုးယင်လို့ရပါတယ်ဒုတိယနေရာကအသင်းကို10ဘက်ကျော်အထိဖြတ်ပြီးတော့ဘောဆွဲနိုင်ခဲ့တဲ့ချန်ပီယံတွေရှိပါတယ်ပရီးမီးယားလိဂ်သမိုင်းတည်းရှာအမှတ်ကွာမှုအများဆုံးနဲ့ဘောဆွဲနိုင်ခဲ့တဲ့အသင်းကမန်စီးတီးအသင်းဖြစ်ပါတယ်မန်စီးတီးအသင်းက2019-2018ဘောလုံးရာသီမှာဒုတိယနေရာကမန်ချက်စတာယူနိုက်တက်ကို16မှတ်အထိဖြတ်ပြီးတော့ဘောဆွဲနိုင်ခဲ့ပါတယ်နံပါတ်၄အမှတ်အများဆုံးနဲ့ဘောဆွဲနိုင်ခဲ့တဲ့အသင်းမန်စီးတီးပရီးမီးယားလိဂ်ပြိုင်ပွဲမှာမန်စီးတီးဟာရမှတ်အများဆုံးနဲ့ဘောဆွဲနိုင်ခဲ့တဲ့အသင်းဖြစ်မှတ်တမ်းဝင်ထားပါတယ် 2018-2018ဘောလုံးရည်မှာမန်စီးတီးအသင်းဟာရမှတ်တရားထိရရှိခဲ့ပြီးပိုဆွေးနိုင်ခဲ့ပါတယ်။အဲဒီမှာမန်စီးတီးဟာ32ပွဲထိအနိုင်ရရှိခဲ့ပြီး၄ပွဲတည်2ပွဲရှုံးရမှတ်တရားထိစုပေါင်းနိုင်ခဲ့ပါတယ်။ဒါ့အပြင်အဲဒီမှာမန်စီးတီးဟာသွင်းကို106ဂိုးလေးသွင်းယူနိုင်ခဲ့ပြီးပရီးမီယာလိသမိုင်းနဲ့ရှောင်းသွင်းကိုအများဆုံးသွင်းယူနိုင်တဲ့အသင်းဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။နံပါတ်5ရှုံးပွဲမရှိချန်ပီယံအာဆင်နယ် 2003-2004ဘောလုံးရာသီမှာပရီးမီးယားလိဂ်ဖလားစုခုနိုင်ခဲ့တဲ့အာဆင်နယ်အသင်းဟာအဲ့ဒီနှစ်မှာတရားဒီလုံးရှုံးပွဲတစ်ပွဲမှကြုံတွေ့ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်ရှုံးပွဲမရှိပဲချန်ပီယံဆုရရှိခဲ့တဲ့အာဆင်နယ်အသင်းကိုအင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကဂုဏ်ပြုတဲ့အနေနဲ့ရွှေဖြင့်ပြုလုပ်ထားတဲ့ပရီးမီးယားလိဂ်ပုံစံငယ်စုဖလားလုံးကိုချီးမြှင့်ခဲ့ပါတယ်။လက်ရှိချိန်ထိအာဆင်နယ်အသင်းရဲ့စံချိန်ကိုဘယ်အသင်းကမှချိုးဖျက်နိုင်ခြင်းမရှိသေးပါဘူး။အာဆင်နယ်အသင်းဟာပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာတော့ရှုံးပွဲမရှိဘူးဆွဲခဲ့တဲ့တစ်သင်းတောင်အသင်းဖြစ်ပေမယ့်အင်္ဂလန်အမှတ်ပေးဖလားသမိုင်းမှာတော့ဒုတိယမြောက်အသင်းဖြစ်ပါတယ်။ 1888-89ဘောလုံးရာသီတုန်းကအင်္ဂလန်ပထမတန်းမှာချန်ပီယံဖြစ်ခဲ့တဲ့ပရစ်စတန်နော့အန်အသင်းဟာတရားသီလုံးရှုံးပွဲကြုံတွေ့ခဲ့ခြင်းရှိပါဘူး။နံပါတ်6ပရီးမီးယားလိပွဲများအဆုံးကစားထားသူမန်စီးတီးနဲ့အေဗာရန်ကွင်းလင်ကစားသမားဟောင်းဂါရက်ဘယ်ရီကပရီးမီးယားလိသမိုင်းတစ်လျှောက်ပွဲများအဆုံးကစားထားသူဖြစ်မှတ်တမ်းတင်ထားပါရင်ဘယ်ရီဟာ1998ကနေ2020ခုနှစ်အတွင်း22နှစ်တာကာလအတွင်းမှာပရီးမီးယားလိပွဲပေါင်း653ပွဲအထိကစားပေးထားပါရင်လက်ရှိပွဲများအဆုံးကစားရတဲ့ထိန်းစုံကစားသမားစေအုပ်စင်မှာတော့ Brighton ကွင်းလင်လိုဂျေမီနာတယောက်သာကစားမပွားကနေအနားမယူသေးတာဖြစ်ပါရင် မီနာကပရီးမီးယားလိပ်ပွဲပေါင်း638ပွဲအထိကစားထားတာကြောင့်ဘယ်ရီယန်ဆန်ကျင်ကိုလိုက်မိဖို့ဆိုရင်နောက်ထပ်တရာသီလောက်ပွဲထွက်ခွင့်ဆက်တိုက်ရရှိဖို့လိုအပ်နေပါတယ်။နံပါတ်9ပရီးမီးယားလိပ်ဂိုးများဆုံးသွင်းယူထားတဲ့ကစားမပရီးမီးယားလိပ်တမိုင်းတစ်လျှောက်ဂိုးများဆုံးသွင်းယူထားတဲ့ကစားမကဘလက်ဘန်နဲ့နယူကာဆယ်ရဲ့ကနဝင်တိုက်စစ်မှုကြီးအလန်ရှီယာဖြစ်ပါတယ်။ အလန်ရှီဟာ1992ကနေပြီးတော့2006ခုနှစ်အထိစလင်းနေတာကာလာတွင်ပရီးမီးယားလိဂ်အတွင်းကို260ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။အလန်ရှီဟာကစားမတက်တဲ့အချိန်ဆာဒန်ဘလက်ဘန်နျူကာဆယ်အသင်းနဲ့မှာကစားခဲ့ပြီး1994-95ရာသီမှာဘလက်ဘန်နဲ့အတူပရီးမီးယားလိဂ်ဖလားကိုစုဖူးနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဂ်ဂိုးများဆုံးသွင်းယူထားတဲ့ထိန်းစုံကစားမစဲဦးထဲမှာဆာလန်တယောက်ထဲသာပရီးမီးယားလိဂ်မှာကစားနေဆဲဖြစ်ပါတယ်။ဆာလန်ပရီးမီးယားလိဂ်သွင်းကိုက186ဂိုးပဲရှိတာကြောင့်အလန်ရှီဟာရဲ့စံချိန်ကိုချိုးဖြတ်နိုင်မှုဆိုရင်နောက်ထပ်သွင်းကို80ကျော်လိုအပ်နေပါတယ်။နံပါတ်၈ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ကစားသမား ပရီးမီယံလိသမိုင်းနှစ်လျှောက်ဂိုးဖန်နေမှုအများဆုံးပြုလုပ်ထားတဲ့ကစားသမားကမန်ချက်စတာယူနိုက်တက်တောင်ပိုင်းကစားသမား Ryan Kidd ပဲဖြစ်ပါတယ်။ Ryan Kidd အထံ92နှစ်ကနေပြီးတော့2013ခုနှစ်အထိ20နှစ်ကာလအတွင်းပရီးမီယံလိမှာဂိုးဖန်နေမှု162ကြိမ်ထိပြုလုပ်ထားနိုင်ပါတယ်။လက်ရှိကစားနေတဲ့ကစားသမားတွေထဲမှာမီနာတယောက်တည်းလာဂိုးဖန်နေမှုအများဆုံးပြုလုပ်ထားတဲ့ထိဆုံး10ဦးစင်မှာပါဝင်နေတာဖြစ်ပါတယ်။မီနာကဂိုးဖန်နေမှု89ကြိမ်ပဲပြုလုပ်ထားနေတာကြောင့် Ryan Kidd ရဲ့စံချိန်ကိုလိုက်မီဖို့အကြိမ်80ဝန်းကျင်လိုအပ်နေပါတယ်။နံပါတ်9ပေးကိုနေဆုံးစံချိန်ချက်စီး ပွဲစဉ်38ပွဲကစားတဲ့ပရီးမီးယားလိမှာတပွဲတစ်ခုနှုန်းပေးမယ်ဆိုရင်ပေးခွင့်38ကိုရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့2004-2005ရာသီမှာချန်ပီယံဖြစ်ခဲ့တဲ့နီးပြမော်ရင်ခွဲချဲစီကတော့တရာလီလုံးပေါ်မှာပေးခွင့်15ကိုသာရှိခဲ့ပါတယ်။အဲ့ဒီတုန်းကချဲစီက29ပွဲထိနိုင်ရရှိခဲ့ပြီးတင်ရင်10ပွဲကြာကတပွဲပဲရှုံးနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီရာသီမှာချဲစီတင်ကကလင်းရှိ15ပွဲထိရယူနိုင်ခဲ့ပါတယ်။ဒီမှတ်တမ်းကိုဒီနေ့ဒီချိန်ထိဘယ်နီးပြဘယ်အသင်းကမှစွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။